ခိုင်စုကိုဆွေမျိုးတွေဆွေမျိုးတဲကပဲပေါ့နော်ဆွေမျိုးတဲကဆိုရင်မဲ့ဟိုကိုကိုဘက်ကကိုသွေးသားနဲ့တော်တာတော့မဟုတ်ဘူးပေါ့နော်ကိုဦးလေးနဲ့ပတ်သက်ပြီးတော့တော်တဲ့ပေါ့နော်ဒီဒီမိန်းမရပေါ့နော်မနာလို့မချိုးစိတ်နဲ့သူတို့ကအစကတည်းကမှပေါက်ပေါက်ရောက်ရောက်တိုင်တက်တယ်ဟိုပြီးတော့ဟိုဘက်လိုလိုဒီဘက်လိုလိုဟိုဒီဘက်ကနဲ့တွေ့တယ်ဒီဘက်နဲ့အဲဒီဘက်လိုလိုဟိုဘက်ကတွေ့လဲဟိုဘက်လိုလိုအဲ့လိုမျိုးအချင်းပုတ်အချင်းယုတ်ပြီးတော့လေအော်သူသမီးနဲ့ခိုင်စုနဲ့အဆင်မပြေတော့သူသမီးရဲ့မကောင်းကြောင်းပေါ့နော်မကောင်းကြောင်းဆိုတာက ဖြည့်ရမှန်ပေါ့နော်ဖြည့်ရမှန်ခါဆိုချက်ပြလိုက်တာချက်ပြလိုက်တဲ့ချိန်မှာပေါ့နော်အဲမကျင်နှက်ရှက်နေခါဆိုဒုက္ခရောက်ပြီးတော့ခါဆိုအဆင်မပြေပြီးတော့ဆိုတော့စိတ်နေပေါ့နော်တို့တွေအကြီးအကျယ်တိုင်းတာနှစ်နှစ်ကျော်ပြီပေါ့နော်ခါဆိုရဲ့အလုပ်တွေမှာတာအနောက်ရှက်ဖြစ်အောင်ပြိုလဲပြက်ကြပျက်စီးပြီးတော့ဒုက္ခအကြီးအကျယ်ရောက်အောင်တော့တို့အမျိုးမျိုးကြံစီပြီးတော့တိုင်ခဲ့တာပေါ့နော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ CDN ဆီယာမလေးခိုင်စုကိုစစ်တပ်ကအကြက်ကန်ရခြင်းရဲ့နောက်ွယ်ကဒလန်ကိုဖော်ထုတ်သွားသည်မှု အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာဟိုဘလို့တိုင်လဲဆိုတော့ထဖို့လို့တိုင်တယ်လေထဖို့လို့တိုင်မှလည်းဒီလိုမျိုးအထက်ကအေးယူမဲဆိုတော့သူတို့သိတယ်လေသူတို့အရန်နားလဲတယ်လူတွေဆိုတော့အဲ့တော့ထောက်ပို့ဆိုပြီးခေါင်းစဉ်တက်ပြီးတော့ဗောလေမဟုတ်တန်းရားတွေဘာတက်သိမှမရှိဘဲနဲ့တက်တက်မဲ့ဗောနောခိုင်စုကိုဒုက္ခရောက်စီခြင်းနဲ့စိတ်တစ်ခုတည်းနဲ့သူတိုင်ခဲ့တာဗောနောဒါမှမဖြစ်ရှင်တော့ခိုင်စုကဘလို့လုံးလုံးမှဒုက္ခမရောက်တော့နောက်ဆုံးဘလို့လုံးလဲဆိုတော့ခိုင်စုနဲ့ပတ်သက်ပါတယ်ဆိုပြီးတော့လေတစ်ခါတလေလေးအထည်သွားဝယ်ဘူးတဲ့ဗောနော ဒီညီမလေးတွေရဲ့ညီမလေးတွေစက်ယုံတိုက်နေပေါ့နော်ခါကြီးဆိုတခါတလေလေးမှသွားဝယ်ဘူးတာနော်နော်အမြဲတမ်းတိုင်ကံဝယ်နေတဲ့တူတောင်ဘာမှမဖြစ်တဲ့ဥစ္စာကိုတခါတလေလေးဝယ်ဘူးတဲ့လူကို တတ်မဲ့ဘောနော်ဟိုခိုင်ဆုကိုဘယ်သူမှမဆက်ဆံရဲအောင်ခိုင်ဆုကိုသူများတွေလူကလူတကာကြောက်သွားအောင်ဘောနော်ခိုင်ဆုနဲ့နွယ်တဲ့လူတွေဒီလိုဖြစ်တယ်ဆိုရင်ခိုင်ဆုဘာမှအလုပ်လုပ်ငန်းတွေလုပ်လို့မရအောင်တတ်တတ်မဲ့ရွယ်ချက်ရှိရှိအကျင့်ပုတ်ပြီးတော့ဘောနော်မတရားတိုင်ရောတိုင်တော့သူတို့ကပေါ့ပေါ့ရဲရဲတိုင်တယ်တော့အထက်ကလည်းထောက်ဖို့ဆိုတာနဲ့တင်သူတို့ကလှုပ်ရှင်ခိုင်ရှင်နေပြီဆိုတော့လေထောက်ဖို့ဆိုတဲ့နံမြေကြတာနဲ့တင်ဟိုပြီးတော့ခိုင်ဆုကိုကြတော့လဲ အော်နည်းနည်းပေါ့နော်တာမန်ထဲဆိုင်နည်းနည်းလူတိများတယ်ကွာအဲ့လိုမျိုးဆိုတော့အဲပြောတော့လူများတွေလည်းဟိုဟာဖြစ်သွားအောင်ပေါ့နော်အဲအဲ့လိုမျိုးလန့်သွားအောင်တမင်တကာပေါ့နော်လှုပ်လာရောလှုပ်ရတော့ခါကျဘလို့ဖြစ်တုံးဆိုအမှန်တကယ်တော့ခိုင်စုကတကယ်ကိုထောက်ဖို့လုပ်နေမှာနိုင်ငံရေးအတိုင်းအဝိုင်းတစ်ခုလုံးတည်တယ်ဘာဖြစ်လို့ထောက်ဖို့လုပ်နေမှာမဟုတ်တောင်ဆိုတော့ထောက်ဖို့ဆိုတာတူတူတက်တက်လေးလုပ်လို့မရဘူးထောက်ဖို့လုပ်မယ်ဆိုလို့ရှိရင်ထောက်ဖို့ငွေဒီမှာဘာလုပ်တယ်ဘာလူခံတယ်ဘာကိုထောက်ဖို့ငွေအဖြစ်ရောင်းတယ်ရတဲ့အမြက်ဘလောက်ကိုလူတယ်ဘယ်စကြောင်းလူတယ်ဘဒုကိုလူတယ်ဘယ်ရာကိုလူတယ်ဆိုတာရှားပြတာတူတူတက်တက်လေးနဲ့၆ပဲပြီးတော့ ဟိုမလိန်တပတ်နဲ့၆လုံးကိုစားကျင်တာစားလိုက်ထောက်ပို့ကျင်တာထောက်ပို့လိုက်၆လုံးလို့မရဘူးလူလူတယောက်ရဲ့တိတ်ခါဆိုတာချေအေးတိတ်ခါကယူမဆိုင်တဲ့လူဆိုရင်တော့တမျိုးပေါ့နော်အခုလူတွေကဘယ်လိုဖြစ်လဲဆိုတော့ထောက်ပို့တွေဆိုလို့ရှိရင်ထောက်ပို့လောက်တာလောက်တာပဲလေတို့တို့လည်းတို့စီပွားရေးတို့ရှိသေးတာပဲစီပွားရေးလောက်တယ်စီပွားလို့လို့အစီအပြန်ထောက်ပို့ငွေပဲထောက်ပို့တွေပဲအာထောက်ပို့ကနေပြီးတော့ရှမ်းသာတာ၆ထောက်ကနေအစီအပြန်ဆိုပြီးတော့ကြောင်းချခြင်းတဲ့လူတွေကဟိုအမြင်မတူတဲ့ဘက်ကကြောင်းချတာကတော့မဆန်းဘူးပေါ့နော်အမြင်တူတဲ့လူအချင်းချင်းနဲ့ဒီလိုတွေတိုက်ခိုက်ခံရတာကမျက်မြင်ကိုတွေ့လေနော်မျက်မြင်ကိုတွေ့ဆိုတော့ဟာကြောင့်ခိုင်စုကလည်းကိုအလု ုပ်ကိုလုံနေတဲ့သူလည်းဖြစ်တယ်ပြီးတော့ခေါင်းလျှောက်ခံနိုင်တဲ့လူလည်းမဟုတ်ဘူးမင်းကလေးတယောက်ရဲ့ခွန်အားနဲ့တော့မိသားစုအတိုင်းဝိုင်းကလည်းအမြင်မတူလို့အမေဆိုရင်နန်းစီတရားဝန်တန်းတော့အမြင်မတူလို့ခိုင်စုကိုဖြစ်ပယ်ထားတာခိုင်စုကမိသားစုရဲ့စိတ်ငွေခွန်အားဆိုတာမပြောနဲ့စိတ်ခွန်အားလေးတောင်မှမရဘဲနဲ့ဒီလိုမျိုးဖြစ်ပယ်ခံထားရတဲ့မင်းကလေးတယောက်ကဘလို့မျိုးရှင်ဘလို့မျိုးထောက်ပို့နိုင်မှာလဲရှင်အေးအလူခံပြီးတော့ပြန်ထောက်ပို့ရင်တော့တမျိုးပေါ့ခိုင်စုကထောက်ပို့ပါဆိုပြီးတော့အလူခံနေတာလို့ထောက်ပို့လုံးမလို့ဆိုပြီးတော့ရောင်းချပြီးတော့ကျမထောက်ပို့ပါကျမဘယ်လိုဘယ်စစ်ကြောင်းလှူတာပါဆိုပြီးတော့ပြောပြီးတော့ကျမအ လုတ်လုတ်ထားတာတွေရှိလို့လားနော်လိုက်ရှာကြည့်ကြပါအောင်နော်ခိုင်စုကကိုကြီးရေကိုကြီးရေဆိုတာကတော့အမှန်ပဲဘလို့ကိုကြီးလဲဆိုတော့ခိုင်စုဟိုဘလို့ပြောမလဲခိုင်စုနဲ့တီးရဲပေါ့နော်မိန်းကလေးလေးတွေအေးငငယ်ကြီးနဲ့ပြေးလာတဲ့သူမမဟုတ်ဘူးဘယ်သူမှဆိုဒုက္ခရောက်ပြီးတော့လာတယ်ဒီမှာအလုံးမရှိဘူးမိသားစုမိသားစုအထောက်ပံ့မရှိဘူးပေါ့နော်အဲဒုက္ခရောက်လာတယ်ဆိုလို့ရှိရင်နိုင်တဲ့လောက်ကူညီတယ်ဘတုဘတ်တွေဘယ်ညာဘတ်တွေဟိုဟိုဘလို့ပြောမလဲ မခွဲခြားဘူးဘဒုပတ်ဖြစ်ဖြစ်နောက်ဆုံးကွာသဘောပြမယ်စတားမရဘောကွာသဘောပြပြမယ်နော်သူဒုက္ခရောက်လာတဲ့ခိုင်းစုအတိဆိုလို့ရှိရင်လေခိုင်းစုနောက်ကျတော့ဒါနဲ့ထုံးမဲ့လူလူမဟုတ်ဘူးခိုင်းစုရဲ့လုံချုံရေးစိတ်ရှားလူဆိုခိုင်းစုကူညီတယ် ဘသူပြပြကူညီတယ်ဒါက main ကလေးတွေပဲเนาะတီးတန့်မယ်ယောက်ျားလေးတောင်ဆိုကြောက်မှာမကူညီယောက်ျားလေးဆိုတာထောင်ကြကြပြကြကြကြိုက်ကြနေမှာသလုတ်စားနိုင်တယ်လीเนาะကူညီတယ်ဒါကခိုင်စုရဲ့မွေးရပါသူများကိုကူညီတတ်တဲ့စေတနာစိတ်ရင်းခံကြောင့်မို့လို့ခိုင်စုကူညီတာဒါတောင်မှခိုင်စုအလက်ကားတွေယောအေးယောနင်းတလားငါငါသိမ်းလို့မပေးနိုင်ဘူးလေမပေးနိုင်တော့ခိုင်စုကကိုလုတ်တဲ့အလုတ်ကလေးမှာထီရောက်နေဆိုလို့ရှိရင်လေဒီမှာထီရေးတဲ့နေရာပေါ့เนาะထီရေးတဲ့နေရာထီစီတဲ့နေရာအဲ့လိုမျိုးလေးတွေမှာသူတို့ကိုလှုပ်ထားထားပေးတယ်ထီအက်ဒမင်ဖြီတာတော့ခိုင်စုကိုယ်တိုင်မဖြီတာပေါ့เนาะအထက်ရောက်ရင်ကျတော့အက်ဒမင်လည်းခေါ်ရတယ် ဲ့ပြီးလို့ချင်းအထဲကောက်အထဲပါဆယ်ထုတ်ဒလီပို့အကုန်ခေါ်ရတာဖြစ်တဲ့အတွက်ခိုင်စွာအဲ့လိုမျိုးလေးတွေမိန်းကလေးလေးတွေကိုလေကိုညီမအရွယ်လေးတွေကိုအမအရွယ်တွေကိုခေါ်ပြီးတော့အလုပ်လေးရာပေးပြီးတော့တို့ရေစောင့်ဝင်နေရတဲ့ကိုညီနိုင်တာပဲရှိတယ်သူတို့တွေလည်းအဲ့ဒီဒီဒီနိုင်ငံရေးကိုထပ်ဖို့လုပ်နိုင်တဲ့သူတွေမဟုတ်ဘူးတို့ကတို့တို့တော့မနေ့ရက်တည်နေတဲ့သူနော်ခိုင်စွဆိုလည်းမိန်းကလေးတယောက်ခွန်အားနဲ့လေဘာကျမကအေးပေါ့ကျမအဲ့လိုတဆင့်ခံပြီးတော့ကျမလုတ်ပေးနိုင်ရင်တော့ကျမဟိုလုတ်ပေးနိုင်နေဆိုရင်တော့လုတ်ပေးမှာပေါ့ကျမမလုတ်ပေးနိုင်တာကျမတော့ကျမကျမ်းမာကြီးကျမရဲ့အခြေအနေဟိုဘယ်လိုပြော ောမို့ဟိုကျမရဲ့အချိန်မပေးနိုင်ဘူးเนาะကျမကျမရဲ့ရှေ့ခေါင်းချုပ်မခံတော့ပြီးတော့ထောက်ဖို့ဆိုရင်လူတွေကတင်မလားစောင့်ကြည့်ပြီးတော့ဘာမှမလုပ်ရဘူးထောက်ဖို့ငွေနဲ့ပဲဟိုကိုစားခြင်းတဲ့ဟာလေးအကောင်အကောင်လေးတခုဝယ်စားတာဆိုထောက်ဖို့ငွေနဲ့ဝယ်စားရဆိုပြီးချိန်စားလေးလက်တိုက်နေကြတာအေးကိုမဟုတ်ရင်တော့မဖြစ်ပါဘူးเนาะအဲ့လိုထောက်ဖို့လုပ်နေတဲ့ထောက်ဖို့လုပ်နေလူတွေအများကြီးရှိပါတယ်ဒါပေမဲ့အတိုက်ခအရန်ခါရတယ်လှုပ်လဲလှုပ်ပြရသေးအဲ့ကြောင့်မို့ထောက်ဖို့ခိုင်းစုဘယ်တော့မှမလုပ်ဘူးเนาะလှုပ်လဲမလှုပ်ပြနိုင်ဘူးเนาะအဲ့ဒါကိုဒီအောက်ကမနာလို့မချုပ်စိတ်နဲ့ပေါ့เนาะဒီအရှိကံတိုင်တဲ့လူတွေကထောက်ဖို့ပါဆိုပြီးတော့ ော့တိုင်နေအထက်ကလည်းပေါ့နော်တေချာမစုံစမ်းပဲနဲ့အောက်ကတိုင်နေဟာနဲ့ပဲပေါ့နော်ဟာဟိုခိုင်စုခိုင်စုဟိုဟိုအရေးတွေယူရဲပေါ့နော်ခိုင်စုကိုမမီတော့ခိုင်စုနဲ့နှွယ်တဲ့လူတွေအာဒုက္ခတွေပေးတယ်မိသားစုဝင်ဒုက္ခပေးတယ်အာအခုဆိုလဲဘာမှမဆိုင်နဲ့ပေါ့နော်ပစ္စည်းတော်မှာတစ်ခါတလေလေးမှဝယ်ဘူးတဲ့သူတွေကိုသွားဒုက္ခပေးကအကောင့်မလေးဆိုလဲတနေတယ်ပေါ့နော်ကိုကလေမျက်မှန်းတမ်းမိအောင်သိအောင်လောက်ပဲသွားဝယ်တယ်ဆိုတာလေဒီဘက်က run ထုတ်ထားတဲ့ TikTok account နေသူတို့ run ထုတ်ထားတဲ့ Facebook account နေသွားဝယ်တာမဟုတ်ခိုင်စုရဲ့ဖိတ် account နေသွားဝယ်တာ နော်ဖဲကောက်နဲ့သွားဝယ်တာပေါ့နော်အဲ့တော့သူတို့ကလည်းခိုင်းစုမဲ့သိချင်လဲသိမဲ့မသိချင်လဲမသိဘူးသူတို့က customer လာဆိုသူတို့ကရောင်းတာပေါ့နော်ဒါပဲပေါ့နော်တခါတလေပဲဝယ်ပူတာရှင်ပြီးတော့အဲ့ဒီကောင်မလေးရဲ့အကိုဆိုလဲခုဖမ်းထားတဲ့သူဆိုလို့ရှင်လဲပို့ဆိုနော်ဟိုမြင်ဘူးယုံလောက်ပဲရှိတာဘလို့ပါကြောင့်ဖမ်းမန်းကိုမှမသိတော့တာနော်အဲ့ဒါကကြတော့ဟိုပေါ့နော်တိတိချာချာလေးပေါ့နော်စုံစမ်းမင်းမြန်ဟိုဘယ်လိုပြောမလဲတကယ်ကိုတရားမြတ်မြတ်တတလုတ်ပေးခြင်းနေဆိုရှင်ဟေးပေါ့နော်တကယ်ကိုတရားမြတ်မြတ်တတလုတ်ပေး နိုင်နေဆိုရင်ပေါ့နော်သဘောပြပြတာနော်တေချာလေးစုံစမ်းပါနော်မတရားတွေတော့မလုပ်ကြပါနဲ့လို့နော်မတရားတွေခံနေရပါတယ်လို့မဆိုင်တဲ့သူတွေရပါနော်အဲ့ဒါလေးလက်ချင်းပြတာနောက်လေဒီကြောင့်လည်းပတ်သက်ပြီးတော့ဘယ်တော့မှပြောမှမဟုတ်တော့ဘူးဒါကလေလိုအပ်တယ်ထင်လို့ပေါ့နော်ခိုင်စုစိတ်ထဲမှာအမှန်တရားလေးကိုသိစေချင်လို့ကျွန်မလာပြောပြတာပါရှင် ထောက်ဖို့ထောက်ဖို့နဲ့အောက်ကတိုင်နေလူတွေကျွန်မသိပါတယ်ရှင်ကျွန်မတို့ဆွေမျိုးတွေကပဲအဲဆွေမျိုးတောင်မှအဲသူ့ဘက်ကတောင်မဟုတ်ပေါ့နော်သူကဦးလေးနဲ့နှွယ်ပြီးတော့တော်တဲ့မိန်းမပေါ့နော်အဲ့လိုမျိုးပေါ့နော်သူ့သူ့သမီးရဲ့ဟိုအမှန်တရားပေါ့နော်သူ့သမီးနဲ့ပတ်သက်တဲ့ခိုင်စို့ကိုထိခိုက်လာလို့ခိုင်စို့ကလည်းအမှန်တရားကိုပြောလိုက်မိရေပေါ့နော်ပြောလိုက်ပြီးတော့အမှမကျင်တတ်ပြီးတော့ခိုင်စို့ဒုက္ခရောက်ဖို့ပဲအဓိကသူတို့ကကြီးရွယ်တာပေါ့နော်ခိုင်စို့လူတွေလာလူတွေနဲ့လူတွေခိုင်စို့ဘယ်သူမှမဆက်ဆံရအောင်လုပ်တာဘာမှမဖြစ်ဘူးခိုင်စို့ကနိုင်ငံခြားအကလူတွေဒီဒီဒီ ဒီပြည်တွင်းထဲကလူတွေလှုပ်လှုပ်တယ်ဆိုတာခိုင်ဆူအလုတ်ရဲ့စေပုံတပုံတော့မရှိဘူးเนาะဂျန်နစ်ကိုဘလောက်ကဒီနိုင်ငံသားကဒီဒီပကလူတွေနဲ့ပဲခိုင်ဆူအလုတ်လုပ်နေတာဘလို့ပဲတိုက်ခိုက်တိုက်ခိုက်ပြည်တွင်းထဲကလူတွေလုံးလုံးမလှုပ်တော့ဘူးပိတ်သွားတယ်ဆိုရင်တော့မဒီပြည်ပကလူတွေကခိုင်ဆူအလုတ်ကဆက်လုံနေအောင်ပါပဲဆက်လုံလို့လည်းရနေတာပဲလीเนาะပြီးတော့ခါကြတော့လေသူတို့ဆွဆွဲတာလေဟောမမဟုတ်တာเนาะအဲ့ဒါလေးလာချင်းပြတာပါကျေးဇူးတင်ပါတယ်မင်းအောင်လိုက်မန္တလေးတက္ကသိုလ်နှစ်တရပြည်ပွဲလာတဲ့ချိန်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ထဲသူရှော့တိုက်တုံးဖြစ်ပြစ်ခတ်တိုက်ခိုက် အကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကယနေ့ကြောက်သည့်မန္တလေးတက္ကသိုလ်နှစ်တရပြည့်ပွဲသို့လာရောက်တဲ့ချိန်မန္တလေးမြို့နန်းတွင်းရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်သို့ရှော့တိုက်တုံးများဖြင့်တိုက်ခတ်တိုက်ခိုက်ခဲ့ကြောင်းမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် ယနေ့အောက်တိုဘာလ၄ရက်မနက်၆နာရီ၃၅မိနစ်အချိန်မြောက်လိုင်းကမန္တလေးတက္ကသိုလ်နှစ်တရားပြည့်ပွဲတက်ရန်ပြည်ဦးလွင်မှာမန္တလေးသို့ရောက်ရှိလာပြီးနန်းတွင်းရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပခိုင်အတွင်းတွင်ခိတ္တဝင်ရောက်တဲခုခဲ့သည်ဟုသတင်းရရှိသဖြင့် short တိုက်တုံးနှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း မန်တက္ကသိုလ်ရပြည်ပွဲတွင်မင်းအောင်လိုင်းကအရက်သားပြည်သူ အများအပြားကိုလူသားတိုင်းဖြစ်အကာအကွယ်ယူပြီးပွဲတက်မီဖြစ်ရာအခမ်းအနားကိုတိုက်ခိုက်ခြင်းကနေရာတိကျဖြစ်၍ပုံမိုလွယ်ကူတော်လဲအရက်သားပြည်သူများပါထိခိုက်မီကိုရှောင်ရှားလိုသောကြောင့်မင်းအောင်လိုင်းခေတ္တတဲခိုရာလပခအတွင်းသို့သာဖြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရသည် ပြည်သူများ၏အကအခုံများဖြင့်လူသားတိုင်းလှုပ်ထားသောကြောင့်မန်တက္ကသိုလ်ရာပြည်ပွဲတက်နေသောမင်းအောင်လိုင်ကိုထပ်မံတိုက်ခိုက်ရန်အခွင့်မတားခဲ့တော့လေလကကအတွင်းသို့ပြစ်ခတ်ထားမှုကြောင့်တင်းဤတပ်ဖွဲ့ဝင်များထိခိုက်မှုရှိနိုင်ကြောင်းယနေ့မစ်ရှင်မှာနိုင်ပိုင်းတွင်လျှက်တပြက်စီစဉ်ရသောမစ်ရှင်ဖြစ်တော်လေစစ်ကောင်းဆောင်ကိုအမှန်တကယ်ချင်းချောက်နိုင်သောမစ်ရှင်ဖြစ်သည့်အတွက်ကူညီအားဖြည့်ပေးသောနေမြေကန်မဟာမိတ်တို့ကိုအထူးကျေးဇူးတင်ကြောင်းတာဝန်ရှိသူကပြောဆိုသည် မင်းအောင်လိုင်းလာပခတ်မှာလာတဲ့တယ်လို့သိရလို့ချက်ချင်းစီစူလိုက်ရတာပါရှော့တိုက်တုံးနှလုံးစလုံးလာပခတ်တဲ့ကိုကြားတယ်လို့သိရပါဗျ။